2025-2026ဘောလုံးရာသီကမီခေးအာဒီတာအတွက်နီးပြထိုင်ကုန်အဆုံးဖြတ်ဖြစ်သွားနိုင်လားနီးပြထိုင်ကုန်အဆုံးဖြတ်ဖြစ်သွားနိုင်လားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးဖြစ်တာကအခုအချိန်မှလေးအလုံးအမြင်မျိုးနဲ့ကြည့်နေပိသက်တွေကလည်းပိသက်တွေအမြင်နဲ့ ဘုတ်ဖွဲကလည်းဒီနီးပြောက်ပေါ်အမြင်တစ်ခုရှိလိမ့်မယ်အသင်းပိုင်ရှင်လည်းသူ့အမြင်နဲ့ရှိလိမ့်မယ်ဒီမှာကစားသမားတွေကိုယ်တိုင်ကလည်းဒီနီးပြောက်သူတို့အတွက်ဆူဖလားယူပေးနိုင်ရလားဆိုတဲ့အမြင်ရှိလိမ့်မယ်အားလုံးကတော့အမြင်ချင်းတူမှာမဟုတ်ဘူးဒါပေမဲ့အသင်းတသင်းကနေပြီးတော့နီးပြတ်တက်ကိုထုတ်ပယ်လို့ရတဲ့အချက်က၃ချက်ရှိတယ်အဲ့တစ်ချက်ညှိတာနဲ့တော်တော်များများကထုတ်ပယ်လိုက်ကြတာရှိတယ်ပထမတစ်ချက်ဘုတ်ဖွဲအမြင် ဘုတ်ဖွဲဆိုတာကသူတို့ကြိုက်တဲ့လူကိုခန့်အပ်တာမျိုးအသင်းအတွက်ကောင်းနိုင်တယ်အသင်းအတွက်ဆူဖလားယူပေးနိုင်တယ်အသင်းအတွက်ကစားသမားကောင်းတွေမွေးထုတ်နိုင်တယ်အဲ့လိုလုပ်ငန်းစဉ်တွေအမျိုးမျိုးနဲ့အသင်းတွေကနီးပြားတွေသူတို့ကိုယ်တိုင်ခန့်အပ်တယ်ရလဒ်တွေဆိုတဲ့အခါမှာထုတ်ပယ်လေးရှိတယ်ဒါကဘုတ်ဖွဲအမြင်နောက်တစ်ချက်ကပေးသက်ကဲအမြင်ပေးသက်ကဝိုင်းပြီးတောင်းဆိုတယ်ဒီနီးပြားတော့အရန်ကောင်းတယ်ဒီနီးပြားတော့ထုတ်တင်တယ်ဒီနီးပြားကြောင့်ဆူဖလားရတယ်ဒီနီးပြားနဲ့ဆက်သွားရင်ဘာမှမဖြစ်နိုင်ဘူးအဲ့လိုမျိုးပေးသက်တွေကတော့ဆိုရှယ်မီဒီယာမှာလွတ်လပ်စွာရေးတယ်ဒါက ပေးတဲ့အမြင်နောက်ဆုံးတစ်ချက်ကကျတော့ player တွေရဲ့အမြင်အဲ့ဒါ modern ball block မှာကျွန်တော်မကြာခဏမြင်ရတာပေါ့လေ player တွေကဒီနီးပြအတွက်မကစားပြီးကျင်တော့ဘူးဒီနီးပြနဲ့ဆိုဘာမှမဖြစ်လာတော့ဘူးဒီနီးပြကြောင့်ငါတို့ဒီအသင်းကိုလာတယ်အဲ့လိုအမြင်မျိုးရှိကြတယ်ကြည့်ကျွန်တော်တစ်ချက်ချင်းပြောလိုက်အောင်ပေးတဲ့သဘောထားဒီမှာ arsenal fan တွေအကုန်လုံးကတော့အိုက်တောင်မကြိုက်ကြတာမဟုတ်ဘူးတော်တော်များကပွဲရလက်ပေါ်မူတည်ပြီးတော့ပြောဆိုကြရှိတယ်ကျွန်တော်ပဲပြမယ်အာဆင်နယ်ပွဲနိုင်နေတဲ့အခါကျရင်အိုက်တောက်ကိုဖိုကပ်စ်ထားပြီးပြောတဲ့စကားကြီးတော်တော်လေးနှဲပါတယ် ဒါပေမဲ့အာဆင်နယ်ရှုံးပြီဆိုရင်တကယ်ကိုခေါင်းကြီးပိုင်းမှာပါလာတော့အိုက်တာကိုပဲအိုက်တာကြောင့်ကျွန်တော်ကိုယ်တိုင်လည်းပြောပါတယ်ရလက်ဆိုးပြီဆိုဘယ်နေရာမှာအိုက်တာဘာမှားခဲ့လို့ဒါပေမဲ့နိုင်တဲ့ခါကျရင်ကျွန်တော်ချီချူးဖို့တော့ကျွန်တော်မမေ့ခဲ့ပါဘူးတခါကြီးကြိုက်မို့လေဘာလေးလှုပ်ခဲ့လို့ပိုကောင်းသွားတယ်ဘာလေးလှုပ်ခဲ့လို့ဂိမ်းကပြောင်းလဲသွားတယ်ဒါမျိုးလေးရှိတယ်အဲ့တော့ပိသက်တိအမြင်မှာနှစ်ချမ်းကွဲနေတာကရှုံးတဲ့ခါကျရင်အိုက်တာကြောင့်နိုင်တဲ့ခါကျရင်ဒီနိုင်ပွဲကအိုက်တာဒီထက်ပိုပြီးလုတ်ပေးသင့်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့လေဥမာကျွန်တော်ယူနိုက်တက်ကိုနိုင်ခဲ့တယ် ကစားပုံလုံးဝမကောင်းကစားပုံကောင်းကောင်းလေးနဲ့နိုင်ကျင်တဲ့ပိတ်သက်ရှိတယ်အနိုင်သုံးမဲ့လူချင်းနဲ့ပိတ်သက်ရှိတယ်ကျွန်တော်တော့ကစားပုံစုပ်ပြတ်သက်လဲဂီးမဆိုင်ဘူးအနိုင်သုံးမဲ့လူချင်းနဲ့တည်းကပါလာဖြစ်တဲ့အဲ့အိတ်ပွဲကိုနားလဲပြီးလို့ရတယ်ဒါပေမဲ့တချို့ပွဲစဉ်တွေမှာကျတော့ကျွန်တော်တို့ဒီပွဲထွက်အခင်းချင်းနဲ့ပတ်သက်ပြီးမကျင်တတ်တာရှိတယ်ပိတ်သက်ကတော့ပိတ်သက်မကြိုက်တဲ့ဟာကိုမကြိုက်သလိုကို version နဲ့ကိုအတိတ်ပဲဖွင့်ဆိုပြီးတော့ဝေဖန်တဲ့အကြံပြုတယ်တချို့ကတော့ဆဲဆိုတယ်ကျွန်တော်တို့ဆိုလဲ live ထဲမှာတစ်ခါလေးဆဲမိတဲ့အခိုက်အတန့်တွေရှိတယ်ဒါတပိုင်းထားလိုက်အဲ့ကြောင့်ပိတ်သက်တွေဒီ idea ကိုကြိုက်လားမကြိုက်လားဆိုတာက ပွဲရလက်ပေါ်မူတည်တယ်ဒီတရာတီတော့အိုက်တာကိုစောင့်ကြည့်မယ်ဆိုတော့ပိတ်သက်တွေတော်တော်လေးများတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီယာတီကအိုက်တာအတွက် final game ဖြစ်နိုင်လားဆိုတာကိုပြောတာဒါပိတ်သက်တွေအပိုင်း okay ကျွန်တော် ကတော့တပွဲချင်းစီသုံးသက်တာဖြစ်တဲ့အတွက်တရာတီလုံးသာခြုံပြီးတော့မှပဲအိုက်တာကြိုက်တယ်မကြိုက်ဘူးပဲဒီယာတီကမှပဲသုံးသက်တော့မယ်လောလောဆယ်တော့ကျွန်တော်မသုံးသက်ချင်သေးဘူးနောက်တစ်ချက်အဲ့ဒါ player တွေရဲ့သဘောထား player တွေတော်တော်များများအခုအာဆင်နယ်အသင်းအတွက်ကန်နေတဲ့ senior level player တွေအယောက် အားလုံးဒီပါသူတပြင်60ရာခိုင်နှုန်းလောက်ကအိုက်တော့သဘောကျကြတယ်။ရောက်လာတဲ့လူသစ်တော်တော်များလည်းအန်ဒရီဘာတာခေါ်လို့ရောက်လာတဲ့အပြေုံမှာတချို့ပိုင်းလေးမှာအိုက်တာကြောင့်လာတယ်ဆိုတဲ့ player ကြီးလည်းရှိတယ်။အိုက်တာကြောင့်အသင်းမှာလက်မှတ်ထိုးပြီးတက်တန်းတွဲဆိုတဲ့ player ကြီးလည်းရှိတယ်။ဘာကြောင့်လဲ။ဒီကစားမတော်တော်များသည်အဝယ်လဲကောက်သူပြန်တက်မှတ်တယ်။ဥရောပဝင်တစ်ခုရောက်သူလုပေးတယ်။အဲ့တော်တွေမှာသူ့လက်သူ့ချင်းနဲ့လုပ်ခဲ့တဲ့ player အများစုဖြစ်တာဖြစ်တဲ့အတွက်ဒီကစားမိုက်တော်တော်များအိုက်တာတွေဆိုပေးဆက်ကစားခြင်းနဲ့တခါကျရင်ကျွန်တော်တို့ ကြံခဲ့တဲ့ယာတီတွေယာတီတော့ကျွန်တော်တို့ဒီကောင်းမွန်တဲ့အစဉ်တိုင်းတာတစ်ခုရှိတယ်ကောင်းမွန်တဲ့လုပ်ငန်းတွေတော်တော်များလုပ်နိုင်ခဲ့တယ်ဒါပေမဲ့ final decision ဒီမှာကျွန်တော်တို့စုဖလားရဖို့လွဲခဲ့တာတွေများတယ်ကစားသမားတွေအားလုံးကတော့ဒီနီးပြအတွက်ကိုဒီအသင်းအတွက်ကိုအားလုံးတော်တော်လေးကိုမှစူးစမ်းပြီးကြံကြအခါကျရင်ကျွန်တော်တို့ကိုယ့်အိမ်ကမှအခန့်ကစားတဲ့ PSG ကိုဘာဖြစ်ချင်မှမသိဘဲနဲ့ရှုံးသွားခဲ့တဲ့ semi final ပထမအကြုပ်လိုမျိုးအဲ့လိုပုံစံမျိုးတွေကြောင့်ကျွန်တော်တို့ဒီ supply နဲ့ဝေးတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့ ပလီအိုက်တော်တော်များသည်60ရာခိုင်နှုန်းလောက်ကတော့အာရီတာအတွက်ကစားပေးညာတယ်။ဒါကြောင့်မို့တချို့အသင်းတွေမှာကျွန်တော်မြင်လူမျိုးကစားသမားတွေကဒီနည်းပြကိုဖြုတ်မှဖြစ်တော့မယ်ဆိုတဲ့အရေးအောက်မျိုးတော့ကျွန်တော်မတွေ့သေးဘူး။ဒါကြောင့်မို့အဲ့ဒီအချက်မှာတော့အာရီတာသည်အသင်းမှာဆက်ရှိဖို့တော့များတယ်။ဆိုတော့တချက်ကတော့ဒီရာသီအကုန်လုံးမှာပေးသက်တဲ့သဘောထားအမှန်ကိုကျွန်တော်သိရမယ်။လောလောဆယ်တော့ရှုံးရင်နည်းပြကိုထုတ်စီခြင်းနဲ့နိုင်လို့ရှိရင်တော့နည်းပြတစ်ခုခုတော့ယူပေးနိုင်မယ်။အဲ့လိုပုံစံမျိုးနဲ့တော့ကြည့်နေကြရရှိရ။ဒါကြောင့်ဒီနောက်ပိုင်းမှာဆိုရင်တော့ပထမတော့50 50ပေးသက်အမြင်မှာဒါပေမဲ့ကစားသမားတွေအမြင်မှာဆိုရင်တော့ ိုက်တာဘက်ကိုတာတာရာလေးသူတို့ဟိုမဲပေးရပုံစံမျိုးမှာရှိနေသေးတယ်။ကြည့်နောက်ဆုံးတစ်ချက်အဲ့ဒါကတော့ဘုံဖွဲ့ရဲ့သဘောထား။ဘုံဖွဲ့ကကြတော့ဘုံဖွဲ့မှာမှာသူတို့ကနှစ်မျိုးရှိတယ်။တချို့ကကြတော့ဒီလူရောင်းစားတဲ့အသင်းတွေပေါ့လေ။ကစားသမားတွေကိုရှောက်ဖွေးတယ်။အဲ့ကစားသမားတွေကို polish တင်ပေးတယ်။လူရောင်းစားတဲ့အချိုးမြတ်ရရင်တော်ပြီ။ဒါမျိုးကအလဲလက်အသင်းတွေဖျက်မြင်အသင်းတွေ။ဒါမျိုးအာဆင်နယ်လိုအသင်းမျိုးတွေထိတ်တန်းအသင်းတွေတော်တော်များကြတော့ဆူဖလားလိုချင်တယ်။ အဲ့တော့မင်းအနေနဲ့ဥရောပဝင်တစ်ခုနဲ့မလုံလောက်တော့ဘူးလူကောင်းတွေလည်းငါတို့ဝယ်ပေးထားတယ်စုဖလားတော့လူကျင်တယ်တရာတီလို့ငါတို့စုဖလားတွေအကုန်လုံးမရရင်နေပလိမ့်စေမေဂျာထရော်ဖီတစ်ခုခုတော့မင်းယူပေးနိုင်ရမယ်ဆိုတဲ့ဖီအားမျိုးဘုံဖွဲကပေးလားမပေးလားကျွန်တော်အတိအကျတော့မသိရသေးဘူးဒါပေမဲ့တေချာတစ်ခုတော့ခရွန်ကီတို့ကလက်ရှိအချိန်မှာအသင်းရဲ့ထိပ်ပိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးဟိုမှာ ဒီထုတ်ပယ်တာမျိုးတွေသူတို့လူတွေထယ်သွင်းတာမျိုးတွေအတင်းရဲ့ရှင်းနဲ့ပတ်သက်ပြီးအာတက်တီကိုလုံနေတွေ့ရတယ်။ဒါကကျွန်တော်တို့ဘုတ်ဖွဲ့ပိုင်းဦးမဲ့လုံနေလို့မထင်နဲ့။နီးပြလေသူတို့လိုအပ်လို့ရှိရင် upgrade လုပ်သွားနိုင်တယ်။လောလောဆယ်ထီတော့နံပါတ်ကြီးသတင်းထောက်တော်များစီကကျွန်တော်ရတဲ့သတင်းတွေရဆိုရင် AIDA ကိုအချိန်ဆက်ပေးသွားမယ်။ဘာညာဆိုတဲ့သတင်းမျိုးတွေတွေ့ရပြီမဲ့ AIDA နဲ့ဘုတ်ဖွဲ့ကြတဲ့မှာ AC ပဲဆိုတဲ့သတင်းတွေတွေ့ရပြီမဲ့ဘာမှများမပြောကောင်းမှုဆိုအောင်ယာတီကုန်လို့မှစုဖလားမရလို့ဖြစ်မလာခဲ့ရင်ပြောလို့တော့မရဘူး။ ဈေးကွက်ထဲမှာလည်းတကယ်နာမည်ကြီးနေပြတဲ့အုပ်သားလက်လက်နေခဲ့ရင်အတင်းကချိန်လဲချိန်သွားနိုင်တယ်ဒါပေမဲ့အိုင်တောင်လည်းသူတို့ဒီရာဒီမှာအပြည့်ဝပံပိုးထားပြီးတော့စင်ကြေပေးလို့မရအောင်လူ၈ယောက်ထိဝယ်ပေးထားတယ်ဘုံဖွဲကတောင်းဝန်ကြည့်တယ်အဲ့တော့နီးပြပိုင်မဲ့ကျွန်တော်လည်းဒါကြောင့်မို့ဒီ၃ချက်မှာဆိုရင်တော့ပလေယာတွေကတော့နီးပြဘက်မှာရှိတယ်ဘုံဖွဲနဲ့ပေးသက်တဲ့အမြင်ကတော့50 50အနေထားမှာပဲရှိတယ်ယာတီကုန်လို့စူပလာရတဲ့မရတဲ့ပုံမူတည်ပြီးတော့ဒီနီးပြရဲ့အနာကတ်ကိုသူတို့ဆုံးဖြတ်သွားမယ် ေးသက်ဘက်ကိုလည်းတော့ပို့လို့မရဘူးပေးသက်တီကထုတ်ပါထုတ်ပါတစားစားနဲ့ဝိုင်းပြီးတောင်းဆိုတဲ့ခါကျရင်အဲ့ဒါကလည်းအနေနဲ့များတော့ကလပ်ဘက်ကို impact ဖြစ်တယ်နောက်ဆုံးတချို့နီးပြားဆိုရင်တားပေးသက်တီတောင်းဆိုတဲ့ခါမှာသူတို့ကသူတို့နှုတ်ထွက်သွားရအောင်ရှိတယ် အဲဒီနေ့မှာကျွန်တော်တို့ဒီခရွန်ကီတို့ကလည်းသူတို့ပိုင်ဆိုင်ထားတဲ့အားစားအသင်းတော်တော်များထဲမှာအာဆင်နယ်ကမေဂျာထရော်ဖီမရတဲ့အသင်းဖြစ်လက်ရှိချိန်မှာရှိနေတယ်အဲ့တော့သူတို့ကဒါကိုရှစ်ဆက်သွားခြင်းနဲ့ပိုပြီး upgrade ဖြစ်ခြင်းနဲ့နီးပြလဲပြောင်းကောင်းပြောင်းသွားနိုင်တယ်ဒါပေမဲ့ဖလားရရင်တော့ဒီတိုင်းပဲဆက်ရှိဖို့များရပါလိမ့်အဲ့ကြောင့်ဒီယာဒီကအာဆင်နယ်တို့ဆိုတကယ်ကို final game ပဲအိုက်ဒါဘလို့သဘောထားလဲတော့မသိဘူးကျွန်တော်တို့ကအိုက်ဒါဒီယာဒီမှာတခုလုံးပြနိုင်ရမယ်ဆိုတော့ pressure မျိုးတွေပဲစောင့်ကြည့်ဖြစ်တယ်အဲ့တော့အိုက်ဒါဘိုင်းကိုပြောမယ်ဆိုအိုက်ဒါကပွဲချိုဂိမ်းပလန်တော်တော်ကောင်းတာ ကြံခဲ့တဲ့200သည်ဒီရသည်မှသူဘာတွေဖြစ်ချင်မှမသိဘူးပွဲကိုနည်းနည်းလေးအစမှစမ်းသက်ချင်းတလို့လို့ဒုတိယပိုင်းကျတော့မှတင်ပြီးစော့ချင်လို့ကစားသမားတချို့ကိုအရန်ကုန်မှာထားတလို့လို့အဲ့ဒါမျိုးလေးတွေ့လာတယ်အရင်ရသည်ကအာအိုင်ဒါကောင်းမွေညို့မွေဆိုဆက်တယောက်ကိုတောက်လျှောက်သုံးတာသုံးလုံးအားကြီးလို့တော့မှအရန်နေသုံးပါဆိုကျွန်တော်ဝိုင်းပြီးကန့်ကွက်တဲ့အထိဒါပေမဲ့အခုနောက်ပိုင်း bit map ပွဲစဉ်နေမှာပါဆရာသမားအရန်နှစ်ယောက်လောက်ထိပွဲထွက်မှာထည့်ပြီးသုံးလာတာမျိုးတွေဒုတိယပိုင်းကျမှတင်ကစားမယ်ဆိုတဲ့ပုံစံမျိုးတွေ နိုင်ရင်ပြီးတော့ဆိုပြီးတော့အဝေးကမှဖြစ်တယ်လို့ကစားရမျိုးတွေတချို့ပိုင်းလေးမှာအပေါင်းလက္ခဏာဆောင်မဲ့တချို့ပိုင်းလေးမှာနည်းနည်းပွဲနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးမှသတိကြီးကြီးထားပြီးချင်းကပ်မှုတွေလည်းတွေ့နေရတယ်။ဒါတော့ဂိမ်းပလန်နဲ့ပတ်သက်တဲ့ပိုင်းလူစင်းတောင်းတင်းလာမှုအိုင်တလုံးဝစဉ်းကျင်ပေးလို့မရဘူး။ကြံခဲ့တဲ့ရာသီတော့ကျွန်တော်မှဒီလူတွေပဲရှိရပါဒီလူတွေတန်ရအောင်ကျွန်တော်ဘသူသုံးမလဲဒီလူတွေပဲကျွန်တော်သုံးရတာပါဆိုပြီးပြောတယ်။ဒါပေမဲ့ဒီရာသီမှာလူငယ်လေးနဲ့ပတ်သက်အလားလာရှိတဲ့ဒေါ်မန်တို့လိုကစားမမျိုးလေးရှိတယ်။ဝန်နရီစကယ်လီနောက်ပြီးတော့ခေါ်ထားတဲ့ကစားမရှိရောက်ကလည်းအခြားပင်မဟုတ်ဘူး။သူ့အနေနဲ့သူ့ ခေသူမဟုတ်တည်းပဲရောက်လာခဲ့တာပြီးတော့အရှေ့ကစီနီယာလေဗယ်ကစားသမားတွေလည်းဒီပရီးမီယာလိမှာရှေ့200ကြီး300ကြီးသူရှယ်ဝမထိုက်တဲ့ challenger ဖြုတ်လာခဲ့တဲ့ကစားသမားတွေပြီးတော့သွေးသစ်လောင်းထားခဲ့တာဒါကြောင့်မို့အိုင်ဒါနဲ့လူစင်းတောင့်တမှုမှာစင်ကြေးပေးလို့မရတော့ဘူးစူဖလားယူဖို့ဆိုသူ့ရဲ့နီးပြကိုယူကိုသွေးပဲကြံတော့တယ်နောက်ချက်ကတော့ရမတ်စူဆောင်းနိုင်မှုအခုဥမာပေးရမယ်ဆိုလီဗာပူးကပရီးမီယာလိ5ဝက်ကပ်ပြီးပါ15မှတ်အာဆင်နယ်5မှတ်ဖြတ်သွားပြီး ပီမီယာလိပြိုင်ပွဲရေရှည်ပြိုင်ရတာမှတ်မိမန်တယ်ပိုင်းရဆိုလက်ရှိအမှတ်ဒီအိုက်ဒါကိုလုံးဝမန်တယ်ရအသာစီယူသွားနိုင်တဲ့အပိုင်းပဲဒီနေ့မှာအိုက်ဒါနေနဲ့တပွဲတိုးတွေပုံစံမျိုးနဲ့အခြားစုဖလားတွေကိုယူမလားပရီးမီယာလိရေရှည်ပြိုင်ပွဲမှာရမတ်တီပို့ပြီးစနစ်တကျစုဆောင်းသွားမလားအဲ့တော့ကြည့်ရမယ်အဲ့တော့နီးပြားတယောက်ဒီအသင်းတစ်သင်းကိုအဝတ်လဲငန်းတစ်ခုကနေတည်ငြိမ်သွားတဲ့လမ်းကြောင်းတစ်ခုပေါ်တင်နိုင်ုံနဲ့အဲ့ဒီလမ်းကြောင်းကနေပြီးတော့ဥရောပဝင်တစ်ခုကိုလှုပ်ပေးနိုင်ုံနဲ့အဲ့ရနေ့တစ်စက် ပို့ပြီးတော့ upgrade ဖြစ်တဲ့ supply တွေယူပေးတဲ့နည်းပြအဲ့လိုအစင်စင်မှာ AIDA လက်ရှိချိန်မှာနောက်ထပ်လောက်ရမှာက supply ယူပေးတဲ့နည်းပြပြောင်းလောက်ရတော့မှာ supply တွေအများတန်းယူပေးနိုင်တဲ့တရာတီတို့တလုံးလုံးယူပေးနိုင်တဲ့နည်းပြကိုတုံတုံပဲ pocket ကလိကျက်နေရာမှာဘေးထွက်ပြီးမပြောရဲဘူး guardiola အမှားလုပ်တယ်တော်တော်လုံးမပြောရဲဘူး ဘာကြောင့်သူက supply နဲ့တက်တက်ပြပြီ။ဒါပေမဲ့ Aida နေနဲ့ဘလောက်ပဲကောက်မှပြပေါ့။အမြဲတမ်း Premier League မှာဒုတိယရတာမျိုးတွေ CE5 နဲ့ Quarter Fight နဲ့မျိုးတွေလှည့်ပြန်တာမျိုးတွေအရေးအကြောင်းဆိုအတင်းကဘာဖြစ်ချင်မှမသိဘဲနဲ့အရန်ဒီပါထည့်သုံးပြီးတော့လှုပ်သွားတဲ့ပုံစံမျိုးတွေဒါတွေက Aida နေနဲ့ supply ယူဖို့ဆိုရင်တော့အဲ့ဒီအချက်ကလေးကအားနည်းချက်ဖြစ်တယ်။အဲ့တော့ Aida တကယ် supply လိုချင်နေဆိုရင်တော့ကျွန်တော်တို့ Arsenal တင် supply ရအောင်ယူပေးနိုင်မဲ့လူစင်းတောင်းတမှုရှိနေလို့ထင်ပါတယ်။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်။ဒီယာတီကတော့ Aida အတွက် final game လို့ပဲကျွန်တော်ထင်ပါတယ်အဲ့တော့ premier league ပွဲစဉ်38ပွဲကံပြီးသွားတဲ့အချိန် champion league အချိန်ဒီမှာပါဒီရာသီမှာ aida block ထိပို့ပေးနိုင်မလဲစောင့်ကြည့်သွားတော့မှာပါဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားချက်ဆိုတဲ့ viber ဖုန်းနံပါတ်3996 46 46လုံး3တိန်နံပါတ်3996 9593ခရောင်းတွေရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ကျွန်တော်စီကိုတိုက်ရဲ့အကောင့်လံဖွင့်တာဖြစ်တဲ့အတွက်အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ